ဘောလုံးပွဲကြည့်ရင်လည်းမတော်တဆမှုကြောင့်ဒေဆုံမှုတွေရှိခဲ့တဲ့တဲ့င်းကိုဆက်ပြီးတော့ပြောပြပါမယ်။မွန်ပြည်ရေးမြုံနယ်ထဲမှာဘောလုံးပွဲကြည့်နေကြတဲ့အချိန်ဒီအုတ်တိုင်းပြိုကျခဲ့လို့ចောင်းသား၃ယောက်ဒေဆုံသွားခဲ့ရပါတယ်။အာဒဏ်ရာရထားတဲ့သူလည်း၂ယောက်ရှိတယ်လို့နီးဆက်သူတွေကပြောပါတယ်။ရေးမြုံနယ်လမိုင်းမြို့အာမော့ကနင်ကျေးရွာအုပ်စုတဲကဂုံးပေါ်ရွာတစ်ရွာမှာလှုပ်တဲ့ဘောလုံးပွဲမှာဖြစ်သွားတာပါ။ဂုံးပေါ်ရွာတစ်ကဒီအဲ့ဒီရွာထဲကပေါ့လေဖုန်ကြီး ီးကျောင်းသားကဘောလုံးကွင်းမှာဖြစ်သွားတာလို့ဆိုပါရယ်။အာပွဲစဉ်ကတော့စက်တမလာ24ရက်နေ့ညနေပိုင်းမှာလုပ်ခဲ့တဲ့ရွာချင်းဖိတ်ခေါ်တဲ့ဘောလုံးပြိုင်ပွဲလေးလို့ဆိုကြပါရယ်။အဲ့ဒီဘောလုံးပွဲမှာကြည်နေကြတဲ့သူတွေအပေါ်ကိုဒီအုတ်တိုင်းကပြိုကျလာတာကြောင့်အသက်16နှစ်ဝန်းကျင်အရွယ်ကျောင်းသား3ယောက်တေဆုံးသွားခဲ့ရတယ်လို့လမိုင်းပရဟိတအဖွဲ့ကဆိုပါရယ်။နှစ်ရက်ဆက်တိုင်းမိုးရွာဘရနာအခုလိုမျိုးအုတ်တိုင်းပြိုကျမှုဖြစ်ခဲ့တာလို့ဒေသခံတွေက ပြောပါရဲအုတ်တတိုင်းဆောက်ထားတဲ့နေရာဟာကုန်းအမြင့်ပိုင်းမှာရှိနေတာဖြစ်ပြီးတော့မိုးဆက်တိုက်ရွာနေတာကြောင့်အောက်ခံမှာရှိတဲ့မြေတွေကပြော့ပြီးတော့အုတ်တတိုင်းပြိုကျခဲ့တာလို့လည်းပြောကြပါရဲ